ာပါခင်ဗျာခါမီရဲ့ခုဝင်ဖြတ်ချခြင်းဆိုတဲ့ဝိတုထူလေးကိုဖတ်ပြပေးခြင်းပါလေနားဆင်ပေးကြပါဦးခင်ဗျာခုဝင်ဖြတ်ချခြင်းဒီရယ်ပဲကျွန်တော်ကောင်မလေးမှာခုဝင်ရှိလာတယ်ကျွန်တော်တွေ့ကြတာလည်းသိမကြသည်အလွန်ဆုံးမှာ300ဝန်းကျင်လောက်ပဲအတူနေကြတဲ့ကာလတွေအတွင်းမှာလည်းအကောင်ဝင်ကိုယ်လုံးကိုအတုံးမတူဖြစ်တဲ့အခြေအနေမှာ အရေးပေါ်ကုမင်တားစုတွေတိုက်ဖို့မမိခဲ့။ဒါဝင်လေးပဲမရ။အခုသူ့မှာကျွန်တော်နဲ့ရတဲ့ကုဝင်တွေအဲ့မှာကျွန်တော်သဘောပေါက်လိုက်တယ်။အတက်ဝိညာဉ်တစ်ခုအောင်။ဘဝတစ်ခုစီရောက်ရှိလာခြင်းမီးဆိုဘလို့မှတားမရတော့ဘူးဆိုတာ။အတက်ဝိညာဉ်တစ်ခုကိုလောကနဲ့အတင်းဆွဲခေါ်လို့မရတယ်။အတင်းလည်းမလာနဲ့တားမရ။ဒါယူရပြောရရင်အချစ်ဆိုရင်ခံစားမှုလို့။တေချာတွေ့ကြည့်ရင်တော့ကုဝင်ရတလားကျော်လောက်ပဲရှိအောင်မယ်။ကျွန်တော်တို့ကောင်းခဲ့ရတယ်။ ပြည်သူဆုံးပြေကိုစဉ်းစားရပြီးတစ်ထက်လိုက်ကြရမလားအင်းကိုစီခွင့်ပြောကြမလားဒီကိုဝင်ကိုဘယ်လိုလုပ်ကြမလဲပေါ့မြန်လုံးကလည်းမြို့မှာเจ้าလာတဲရင်เจ้าလုံးဘက်ကိုစီနဲ့နေမှာကြံခဲ့တဲ့မိဘတွေလည်းဖွင့်ပြောရင်လက်ထပ်ဘုတ်ကိုလည်းအစင်းနဲ့မဖြစ်ကြသေးတဲ့အချိန်လေးဆိုတော့ကိုဝင်ကိုဖြတ်ချဖို့ပဲဆုံးဖြတ်လိုက်ကြတယ်ကျွန်တော်ကတော့တုံးလုံးချောက်ချောက်ရင်ခုံရရဲဆိုတဲ့အဖြစ်ပြက်ဆိုတာတိတ်မြဲမဆန်းစားမရှိခဲ့။ကောင်းမလေးစီအဖြစ်ကိုမျိုးလင်းရတာဘူးလေ။ရှင်းကုံစွာစောင့်စားရတာမျိုးလည်းမရှိခဲ့ သူကကျွန်တော်ကိုချစ်တယ်လို့ကျွန်တော်ကလည်းသူ့ကိုချစ်တယ်ဒီလိုရိုးရှင်းစွာတင်းအောင်ချစ်ဖို့တရားအာရုံရခြင်းမျိုးနဲ့ပဲချစ်သူတွေဖြစ်ခဲ့ကြကျွန်တော်ကဖီးအားလည်းမခံနိုင်ဘူးအစကတည်းကဖီးအားကိုလည်းရောင်းခံတဲ့လူစားမျိုးစာမဝဲတွေကိုတော့ဖီးအားကြီးအများထားလိုက်တော့ကွာအကျပဲခံလိုက်တော့မယ်ဆိုတဲ့အစတွေကကျွန်တော်ကြုံမြင့်ဘူးတဲ့ဖီးအားများဆုံးနဲ့ရင်ခုန်ရဆုံးကတော့ရှေ့မှာဘုံလုံးဝဲတွေအကြီးကြီးရှုံထားခြင်းခုကြည့်နေရပွဲရလဲနောက်ထားတဲ့ဖီးအားချစ်နေမကောင်းပဲမိနစ်90နာဖြည်းဖြည်းနီးကပ်လာတဲ့အဖြစ်ပြက်ပဲ အဲ့ဒါပို့ပြီးတော်လို့ဆိုရေခုံရရတဲ့အခိုက်တန်းကိုစီစစ်ဖို့တိုင်းနိုင်တယ်ဝင်သွားတဲ့သူအပြင်ကနေဖျားများစွာတားလို့စောင့်နေရမှာပေါ့အယူအဆမရှိဘူးလို့ကျွန်တော်ကကျွန်တော်တတ်မှတ်မထားရင်ပဲငယ်စဉ်ကကိုရင်ဘဝနဲ့ဖျားဝတ်တဲ့ချိန်တော့ပဲဖျားသာအများရွတ်ဆိုပြီးဝိပြုဘူးလားလူဝိကြောင့်ဘဝနဲ့ဖျားစာနောက်ဆုံးရွတ်ဆိုပွားများလေးနဲ့နေလို့တော့မှက်မိတော့အခုလည်းတင်းတုံကြီးဖျားစာအများကြီးအကြာကြီးဆိုဘူးလားဒီတစ်ခါပဲဖြစ်နေတယ်စုရတောင်းလို့ဖျားနဲ့လေးလေးပြုတ်နေလိုက်တာတွေလေဆုံးလို့ ိုယ့်ရဲ့ယုံကြည်မှုဆန့်ရရေးဒေသနာလေးသဘောပေါက်ထားခြင်းမျိုးမြက်ကန်းယုံကြည်ထားခြင်းမျိုးတွေရှိမနေပေမဲ့ချိန်မကန်ပြီးလက်ကန်ပြီးဖြစ်နေခြင်းမျိုးတွေမှာဘုရားကုံတော်ကိုရွတ်ဆိုလေးခြင်းတော့ကျွန်တော်မှာရှိရဲ့ဥမာလုံသားကြီးကကိစ္စတွေနဲ့ပတ်သက်လို့အတော်နာခြင်းခံစားရပြီးဘသူ့ဥမာနဲ့ပြစ်မစုမနာချိမမုန်းတီးပြစ်တဲ့အချိန်တွေမှာဘုရားကုံတော်ကိုရွတ်ဆိုလို့မန်လေးကျောင်းတို့ကဆိုင်ကဖက်စီညံမှုကိုကျွန်တော်လှုပ်ဆောင်လို့ရှိရဲ့ဒါဘယ်လိုကုလူဆက်နွယ်မှုမျိုးလဲတကူးကြည့်မှုမျိုးလဲဆိုတာတော့နားမလဲဘူး ကျွန်တော်အနေနဲ့ကတော့လုံထိလုံတာရှိတဲ့အချင်းတစ်ခုကိုလုံလိုက်တာပဲပြီးရင်တော့အတော်တန်တက်တာလို့ပုံမှန်စိတ်ချင်နေပြန်ရတာပဲထားပါဒါကလည်းပဲအခုသူတိုင်းလက်ထဲဝင်သွားခြင်းကိုစောင့်မျှော်နေရမှုကအထက်ပြီးသားအတွေ့အကြုံရဲ့ရှင်သွေးလူရင်စိတ်နဲ့ဝမ်းမြောက်စွာမျော်လင့်ခြင်းကြီးစွာစောင့်မျှော်ခြင်းခုနေပုံမျိုးနဲ့တစ်ချက်တည်းတော့ကြာမနေနိုင်ဘူးလို့ထင်တယ်တိုင်းလက်ကသူပြန်ထွက်လာတော့အဝထင်းလက်နေတဲ့သူ့မျက်လုံးအရာကိုကျွန်တော်မမေ့ဘူးလုံးဝကိုတွေးပြက်လို့ထိတ်လက်နေတဲ့မျက်လုံးအရာကို ဲစစ်တာမှနေလို့လားမသိဒီမှာနှစ်ချောင်းပေါ်နေငယ်ချက်ပြစ်သေးတယ်ဆိုတာဘယ်လိုလဲကျွန်တော်မသိချက်ကိုလဲလီပီဒီတိုင်းချထားခဲ့ရင်လုံရနေမှုကလည်းတဖြည်းဖြည်းငြိမ်သက်သွားတာကိုခေါ်တာကျွန်တော်မစဉ်းစားတတ်ဘူးအခုစကားတော့ကျွန်တော်လည်းလှိပစ်တောင်းပဲစစ်စစ်တန်လေးပေါ်မှာပေါ်နေတဲ့မြင်းနဲ့ကြောက်အောင်ကျွန်တော်မျက်လုံးကိုကန်းစီခဲ့ရတယ်ကျွန်တော်ခဏစဉ်းစားတယ်ငြိမ်သက်တယ်တေးချောင်ထက်စစ်တယ်နှစ်ချောင်းပါပဲတေးချောင်မှုကကျွန်တော်ကိုတုံ့လုံးစီတော့ရှေ့ဆက်ဖြစ်လာမယ်ချူးဆက်ကိုပဲစဉ်းစားကြည့်ရော ပြီးတော့ဘူရီအလယ်ရဲ့ left point လေးကအင်းအောင်ရှိမင်းသားနဲ့ဖောက်ပြန်ကိုဝင်ရသွားတယ်။ Scarlet Jewel နဲ့စက်ကောင်ကိုတွန့်ပြေးရတယ်။အိုးကျွန်တော်ပါမင်းများမဟုတ်မှတ်တွေတွင်းနေမိပါမယ်။ကျွန်တော်သူ့ကိုချစ်တယ်ဆိုတာကိုယ့်ကိုယုံကြည်မှုရှိပါလေ။ဒီလိုနဲ့ကိုဝင်ကိုပြတ်ချဖို့နှုတ်ဦးသားသဘောတူညီစွာဆုံးဖြတ်လိုက်ကြတယ်။ပြီးတော့ကျွန်တော်တို့စိတ်သက်သာရလို့ရတဲ့လေးဆက်ဆန်ကြတယ်။ဒီနေ့လုံးပဲစိတ်ပြည့်စုံဆွေးရည်မှုတောကရုံနဲ့ရမမီးရအမြင်ဆုံးဒီမတောင်းလောင်နိုင်ရဲ့ဘူး။ ျွန်တော်နှစ်ယောက်ကြားမှာတည်နေပြီဖြစ်တဲ့ဒရေသားကခြားထားသလိုပဲနှစ်ယောက်သားအဝတ်ပလာတဲ့စီကရက်တွေပဲတလေးပြီးတလေးထိုင်တောက်ကြတယ်။အခန်းကြီးကတိတ်ဆိတ်လို့စီကရက်ငွေရေရဲမှာအတုံးဝင်နေတဲ့ခုရဲ့ငွေချေးတောင်နားဆွင့်လို့ခဏကြာလို့သူရှာကြည့်တဲ့ငွေကိုအပြစ်ဆိုတာဘာလို့ပုံချမလဲမသိတော့တဲ့အခြေအနေမျိုးကြီးကျွန်တော်စီရောက်ရှိလာခဲ့တာလေ။ကိုဝင်ဖြတ်ချာကိုဆုံးဖြတ်ပြီးပြီဆိုပေမဲ့လှုပ်ထုံးလို့နေပြီကျွန်တော်လည်းသိချာမသိတိမ်ချစ်တော့ရရဲဆိုတာတော့ပဲကြာဘူးနာဝရှိရတာဒါမျိုးကလည်းလွယ်ရမဟုတ် လူသိရှင်များဖြစ်ကုန်မှာဆွေးရတယ်။နေကြရမိတ်ဆွေတိုင်ဝိုင်းတွင်မှလည်းဒီလိုကိစ္စမျိုးတွေကိုပြောတဲ့ဆိုတာမချဘူး။ဒါမှမဟုတ်သူတို့ပဲလျှို့ဝှက်နိုင်လွန်ကြတာလားတော့မပြောတဲ့။ဒီကိစ္စကြီးမှာတူမနေကြတဲ့တမီးသားဆိုတာလေရှာမှရှာလေဒီတော့ပြဿနာအနေငယ်ရှိနေတယ်။ကျွန်တော်လေလလမီယာအွန်လိုင်းပေါ်ကနေတစုံတစ်ခုတွေ့လို့တင်ရပုံဖြစ်တာနဲ့ဆိုင်တဲ့အကြောင်းအရာတွေလိုက်ဆက်ကြည့်ရကျွန်တော်ကကျွန်တော်တော်တော်ဟုတ်နေပါလားလို့တော့ထင်နေမိနေတယ်။ညီကြီးဆန်းမှာဆီယံဝင်းရဲ့စေစာတွေကိုကိုယ်လိုက်နေလားဖတ်ရှုနေတယ် လေးတွေမဖြစ်ချင်သေးရဲ့။စောင့်တော့မကြတဲ့ခြားတေးတောင်ကြီး။ဖဲဖဲနဲ့ကြားသိမရင်လည်းတောက်စင်းနဲ့ဖြတ်ချလို့ရအောင်ရှာတွေ့ရင်ကျွန်တော်ပျော်သွားရင်အစားရှာတွေ့ထားရတယ်အစီကိုတိမ်ရင်းကြီးထိုးတယ်ရမယ်အကြောင်းတွေ။တိမ်ရင်းချစ်မှာပဲရနိုင်မယ်အကြောင်းတွေ။ဒါရီကကျွန်တော်တို့အတွက်အဆင်ပြေဘူး။စီကိုမိမကူရီကနေတိမ်နေရအောင်ထည့်တဲ့အခါမှာလည်းသူပြောထားတဲ့နေရာကိုအန်ဇာပန်ဇာထည့်နိုင်မှာမဟုတ်ဘူး။ဘုံရင်အာနိသင်ကတိမ်ရှိဘူးဆိုရင်တိမ်ချစ်မယ်ဆိုရင်ကြတော့ဘယ်နေရာမှာမသိစီတွတ်ချရမှာလဲ။ချစ်ပြီးတူရရော။ စီပညာတကြံနေသူဟုတ်ရဲ့လားဒါတွေကိုလည်းစိုးရင်ရသေးတာအရင်ကြီးတာလူတွေတိတော်မှာဝယ်နောက်ပြီးအဲ့နီလန်းတွေကစွန့်လောင်းမှုအရင်များဟဲ့နောက်ပိုင်းကျိုးဆက်တွေမကောင်းနိုင်တိမ်ခွဲတော်တာမျိုးတွေဒီဖြစ်နိုင်တော့ကျွန်တော်လန့်သွားမိတယ်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကောင်းပါလေးကိုအဆုံးရှုံးမခံနိုင်ဘူးဒီလောက်ထိလည်းအဖြစ်မခံနိုင်ဘူးလေမတော်လို့အတန်းအနေအထိစိုးရင်ရပါပြီတဲ့ခလုတ်ထိမှအမိတနေရတဲ့အဖြစ်မျိုးတွေဒီရောက်ကုန်တော့မှာဒါနဲ့တောက်ဆင်းနဲ့ဖြတ်လို့ရရဲဆိုတော့အတော်စိတ်သက်သာရမိပြီပြောသွားမိရဲဆိုပါတော့ ခိုင်မဲ့အပြောအဆန်းဆန်းမခံပါဘူးစင်းနဲ့ဖြတ်ချလို့ရရဲဆိုတော့ညာရောတက်စီကိုဘယ်ကသွားဝင်မလဲဘလို့ဝင်မလဲဒါလည်းပြဿနာကြီးတစ်ခုတခြားပြည်ပနိုင်ငံတွေမှာဆိုပြဿနာမဟုတ်ဒီမှာတခြားနိုင်ငံတွေမှာကိုယ်ဝင်ဖြတ်ချဖို့တရားဝင်ခွင့်ပြုချက်ရှိဘူးဆရာဝန်ရဲ့ကြင်ဝင်တယ်မကန့်ညီဘူးဆိုတလုံးလိုက်ဆိုရှယ်မီဒီယာပေါ်မှာပါကစ္စတန်ကကိုယ်ဝင်ဖြတ်ချတဲ့မျိုးသမီးငယ်လေးကိုထောင်နေ20ချလိုက်တဲ့အကြောင်းတရင်ခုဖန်လိုက်ရနေတယ်ကျွန်တော်တို့စီမှာအဲ့လောက်ကြီးတိကျမှုမရှိပေမဲ့စိုးရိမ်မှုကတော့ရော့မသွားဘူး ဆိုတော့ဆေးကိုစီးဆိုင်တိုင်းမှာဝယ်ကျင်နေဝယ်လို့မရတဲ့ကိစ္စအနေခေါင်းပြင်းရကူဖြစ်နေပြီးကြံရမရတဲ့ဆိုငငယ်ရလေးကပေါင်းလာတယ်အသိဆရာဝန်ကိုတရားကိုဖွင့်ရတိုင်နေတယ်အူကြီးတောက်ကြီးသူလည်းပဲဆရာဝန်ချင်းဝင်းဆိုတိုင်းနဲ့တိုက်ပေါက်ပြီးခေါင်းချောင်သွားနေတယ်သူ့ကိုလည်းပြစ်မဆိုသားပါဘူးသူတို့ကလူအသက်ကိုကယ်ရမယ်ဆရာဝန်နေလေလူအသက်ကိုအဆုံးသတ်ပေးဖို့မှမဟုတ်ဘဲဒါပေမဲ့သူ့ဆီကသတင်းချက်လက်တစ်ခုကိုရိုက်ဆေးကိုဒီရစီးဆိုင်တိုင်းမှာတရားဝင်ရောင်းချဝယ်မရှိကြောင်းနဲ့ဒီမှာဝယ်လို့မလွယ်ကြောင်းပေါ့ ဆိုတော့ကျွန်တော်စဉ်းစားကြည့်ဒီမှာဝင်လို့မနေတခြားစီကဝင်ရမှာပေါ့ကိုယ်မပြတ်ချာခြင်းကိုခွင့်ပြုတဲ့နိုင်ငံတွေစီကဝင်ရမှာပေါ့ဒီလောက်ကိုကျွန်တော်တော့မေ့သက်မိသွားတယ်ကျွန်တော်ဘဝတခြားလို့စဉ်းစားခြင်းမှုကိုတခြားမှာကောင်းကောင်းပြုခဲ့ဘူးလားမဟုတ်နောက်ပြီးကျွန်တော်ကဉာဏ်လေးအဲ့လောက်ကောင်းတဲ့ကောင်မဟုတ်ဘူးအခုကောင်းမှလေးမှုလို့သာကျွန်တော်ကိုပြန်ကြိုက်ခဲ့သူကတော့တနာလို့ပြန်ကြိုက်ခဲ့ပြောရပါပဲထားပါအခုကြည့်လေကျွန်တော်စဉ်းစားလိုက်ပုံမှာဒီကနေ့ညင်းပေခံလိုက်ရတဲ့တင်းချက်လက်လေးပေါ်မူတည်ပြီးပြတ်ထွေးညာတန်းပေါ်လာတာ တူတက်တခုကိုအဆုံးသတ်ဖို့ကိစ္စမှားမှာကျွန်တော်အုံနောက်ကအလင်းတွေပွင့်နေရတယ်ဖြစ်ရလေစကားတစ်ခုတော့တန်းတရရမိတယ်ချောင်းပိမိနေခွေးတောင်ပြန်ခိုက်တက်တယ်ဆိုတာချင်းနေချင်တဲ့အခြေအနေမျိုးကျွန်တော်အုံနောက်ဆဲရရအချိုတက်တွေကိုအငမ်းမရကန့်ချီပြစ်နေတယ်လို့ပဲဖြည့်တွေးတွေးလိုက်မိတယ်ဒါနဲ့ကျွန်တော်လဲဆေးကိုပြီးမှနေမှယူဖို့စီစဉ်ဆဆွဲပြုံးနေစမ်းမှာတွန့်လုံးလုံးနေခဲ့မိတ်ဆွေကိုတရားဘူးအခုညီလန့်တောင်သူပြောပြလိုက်တော့လေအေးဆေးအေးဆေးပါပဲပြင်မုံမုံနဲ့ ညောင်းလာကြီးလာလို့တော့စနိုင်သေးတယ်။ဒီလိုကိစ္စတွေကနေဆက်မှာကြုံမှုနေကြမှုလာတော့ပြောတတ်တယ်။ဒီလိုဆိုတော့လေစိတ်ထဲနဲ့တက်တာရရသွားတယ်။အဲ့ကောင်နဲ့အခြေဆက်လုပ်ပြီး online ပေါ်မှာရှာတွေ့တာနဲ့စိတ်ကပ်ပုံနဲ့စဉ်းနေမယ်သူ့ကိုပြောပြတော့သူကနေဆက်ကနေတရုတ်ပြည်မာကြီးရဲ့ကုပြီးတောင်းဝင်ပြီးဒီလိုနဲ့အဆင်ပြေခဲ့တယ်ဆိုပါတော့နေဆက်ကနေလှမ်းပုံမှာဆိုတော့နေ့3ရက်လောက်အချိန်ချန်ကြာနေတာမျိုးလောက်ပဲပြီးခန့်ဆောင်အောင်မှရှိတယ်။ဒါလည်းပဲတိတ်ကိစ္စမရှိစီရကိုဝင်နှလားကြော်လောက်ထိအာနိသင်ကောင်းမပြရဲဆိုရင် အခုကိုယ်ဝင်ကလည်းတလောက်ကြောက်ပဲဆိုတော့အဆင်ပြေနိုင်နေတယ်။နောက်ပြီးလှုပ်ရှားနေတဲ့ကျွန်တော်စိတ်တွေငြိမ်သက်သွား။အိမ်နဲ့တုံးရက်တည်းဒီရန်ခုရှာဖို့အချိန်ရနိုင်နေပြီ။ကမလေးကိုအချိုးချောင်းကိုပြောပြတော့သူလည်းအခါမှပဲစိတ်သက်သာရတယ်။အလင်းငယ်ပေါ့ဗိုက်ထဲရဲ့ဝေဒနာတွေငူးဝေတာတွေအော်ဝင်နေတာတွေကိုတိုင်ကံခံစားနေရသူကိုပြီးတော့ဆေးရလုံးပြင်းမဲ့ဖြစ်ဘူးဆိုတာလေတိစားတက်မပြောနိုင်ဘူး။တိကြနေတာသူ့ဝိုက်ထဲမှာရှိနေသေးရဲ့။ ဒီတော့နေကျွန်တော်လည်းတက်နိုင်တယ်ဗျသူစိတ်ပြောင်းအောင်ထားတယ်အပီစကားပြောရင်ပြီးမှနောက်နေ့မနေ့မှတော့သူလည်းရင်ရင်ပုံပုံပြန်ဖြစ်လာတယ်တယောက်တည်းရှံသွားကြတော့ကျွန်တော်ကထုံးစံတိုင်းသူပြောင်းအောင်ဆနောက်တဲ့ကတိုင်ပြောမှနော်လူနဲ့လဲလူဆိုတော့ခလီလေးနဲ့ကျွန်တော်နေရာပြရကိုတရားကြည့်ကြရရေရပါလေခမကြီးကအလုံးကြီးမို့လားပြောတတ်ပါဘူးဘွားကြီးကဂျင်းလုံးမောက်ခွန်ကြီးပါပဲကြည့်ပါလားမကြမ်းရင်အဆုံးသက်တော့မယ့်ဘွားတစ်ခုကျွန်တော်ကဟာသလို့ပြောနေကြတာလေး ခဏနေတော့သူကမျက်နှာကိုတီးပြီးပြောပြန်တယ်။သူသာပိုက်ဆံတွေအများကြီးရှိဒီကလေးလေးကိုမွေးတင်တယ်။ဘာမှမရှိတဲ့အဝေးကိုကျွန်တော်ငေးလို့ဘာမှတွေးလို့မရတဲ့အတွေးကိုတွေးလို့စင်ကြီးသွားစီကိုဗာနီလန်မှာတော့ရေးရမတွေးမိပါဘူး။ကျွန်တော်တို့ရှောက်သွားကြတယ်။ကစားဝင်သွားတယ်။ဖန်ညံသွားတယ်။သူ့ကိုရုပ်ရှင်လိုက်ပြတယ်။ဒီရတစ်ခွက်နှစ်ခွက်လောက်တောက်တယ်။မြောက်တော့သူ့ကိုကျွန်တော်ခန့်ခေါ်သွားလိုက်တယ်။စင်ကြီးစီကိုအကောင်းဆုံးနီလန်ကတော့ဖိန်ဆက်ဆန်တာပဲလို့နေရတော့ဂျိုးစင်းစွာတွေးမိကြတယ်။ ခွန်ရရှိနေပြီလားဆိုတော့ဘာကဝဲကွန်းတော့မှသုံးရမလို့တော့တလို့တားစီတွေလည်းတောက်ဆရာမလို့တော့ဘူးခုလိုကြီးနေဆက်ဆင်ရတော့တော့မှပြည့်စုံနေကြတာဘူးခါမှကျွန်တော်မြင်ရပြီဘူးတကယ်နေပါမယ်ခွန်ရမှကြောက်လို့တို့ထွက်ခါနေအပြင်ဘက်ကိုဖန်လွှဲရမှာပြီးစေးတိုင်းရမှာပြီးရခွန်ရင်သူရလီလာမှနာပါတော့မလားဆိုပြီးရလီလာမရဲ့ကိုစောက်နိုင်နေရတာပြီးဆက်တဲ့ကိစ္စရတဲ့ဘာမှကိုဆွေးနေကြမရှိတော့ဘူးစိတ်ဆန္ဒတိုင်းစီမျောလိုက်ပါနေဘူးဘာခံစားမှုကမှကျွန်တော်တက်ပြီးထားလို့မရတော့ဘူး သူတော့ဘလို့နေမှမသိဘူးကြည့်ရတော့သူလည်းအတော်သာချိန်နဲ့နေပုံပါပဲစီးရောက်မလာရင်တရနေ့အချိန်တော့တွင်ပေါ့ဆရာဝန်နေတက်ဆိုင်နေစီးစားလို့ခုမှသာရှာဖက်ပြီးလက်တွေလှုပ်ဆောင်ရမှာစာရင်းနဲ့လက်တွေအလန့်အများကြီးခွာနိုင်တယ်တကယ်လက်တွေလှုပ်တဲ့အခါအဆင်ပြေချုံးမိမှုရှိပဲကိုဝင်ဖြတ်ကြနေတဲ့နောက်ဆက်တွေဆူဆူတွေဖြစ်လာရင်ဘလို့ကျူတင်ကဝင်ရမလဲဥမာတွေ့များကြီးဆင်းပြီးရှုပ်ဖြစ်သွားရင်ဘလို့လုပ်မလဲအပြာရန်တက်လာရင်ဘလို့လုပ်မလဲဒါတွေကိုလည်းဆွေးရည်ရနေတာ အဲ့ဒီအတွက်ပိုးသက်စီတွေချူတင်ဝင်ထားခဲ့။ဗိုင်းရမ်းနာမှာဖြစ်တဲ့အတွက်တိုက်ခဲပြောက်စီလည်းဝင်ထားခဲ့။တဆားတို့တွေချူရီတွေလည်းချူတင်ဝင်ထားလိုက်တယ်။ဘာမှအဆင်မဖြစ်သေးပဲဖြစ်လာခဲ့ကိစ္စတစ်ခုဖြစ်စီရဲ့အတွက်နောက်ထပ်ဖြစ်လာမယ့်အကျိုးဆက်တိုင်းတက်နိုင်ကြမြအဆင်ဖြစ်ထားခြင်းတာမျိုးပါ။လူလောကနဲ့ရောက်လာမဲ့သူတရားကိုတားဆီးဖို့ဆိုတာထင်တယ်လို့မလွဲဘူး။ဝိညာဉ်တွေကောင်ရင်တကားချက်ကိုအဆုံးတိုင်းဖိတ်ပစ်လိုက်ရတာမျိုးလေး။တောင်ရမြောင်နေမှာဆင်းရောက်လာတယ်။ဆေးပြတ်မှာဆင်းကားလုံးပါတယ်။ မိုက်ဖရစ်စတုံးဆိုတဲ့စီတလုံးနဲ့ဗီဆိုဘရူးစတုံးဆိုတဲ့စီလီလုံးအရင်ရက်တွေတော့စာဖတ်ထားပြီးသားဖြစ်ပေမဲ့တေချောင်အညွန့်တက်ဖတ်လိုက်တယ်မိုက်ဖရစ်စတုံးကိုရင်တိုက်ပြီးခြံစည်းလေးလုံးကိုနောက်တဲ့24နာရီတိတိမှတက်ရအောင်ဒီလုံးကတက်ရမှာဆိုတာတက်ရှောင်းမှာနိုင်ရွက်တိတိငုံထားရမှာမျိုးဒါမှအာနိသင်ပူရှိမယ်ဆိုရင်ဘာကြောင့်လဲတော့ကျွန်တော်မသိဘူးစေးဆိုတာဘိုင်တဲ့ရောက်သွားဖို့ပဲအရေးကြီးတာမဟုတ်လားဒီလိုတွင်းမိပြီမဲ့လေကျွန်တော်ဘာမှအထုမတက်ရင် သူတို့ပြောတာရင်နီလန်တိုင်းပဲတပင်မတိန်လို့ကိုဆုံးဖြတ်လိုက်တယ်။လူတက်ကိုဆုံးသက်ပြီးဘူးကအမှားယူခံလို့မရတာပဲ။ကျွန်တော်ကအဖွဲ့သီးတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ကိုလောက်ချန်သက်ပြဖို့စစ်စင်ရီတစ်ခုပြုတ်လို့နေရတယ်လို့။ဘရားအားလုံးအတိအကျနည်းနည်းမှကိုလွဲမလို့မရတဲ့အနေအထားမျိုး။ဒါနဲ့သူ့ကိုစစ်တယ်လို့အရင်တန့်လိုက်တယ်။နောက်ရစစ်တက်တိုင်ရမယ့်အချိန်ရောက်ခါနေမှာသူ့ကိုကျွန်တော်ခန့်ခေါ်လာလိုက်တယ်။ဟုတ်တယ်လေဒီလိုနာကျင်မှုမျိုးသူတယောက်နဲ့ခံစားနေစေရအောင်ကျွန်တော်မရက်ဆက်နိုင်ပါဘူး။ စားခြင်းခံစားနေရတဲ့အချိန်သူ့ဘေးမှာကျွန်တော်ရှိနေမှာဖြစ်မှာခံလဲရအောင်သူ့ကိုစစ်တီနေမှုရစေခဏလဲလျောင်းနေစေလိုက်တယ်ပြီးတော့စေတောင်းမဲ့ပုံစံကိုရှင်းပြညှို့ချလိုက်လို့ဖြစ်ကြောင်းခါလင်နိုင်ွယ်လောက်လို့တီးခန့်ရမှာဖြစ်ကြောင်းပေါ့ online မှာကျွန်တော် download လုပ်ထားတဲ့စေတောင်းဒီပုံစံ video clip တစ်ခုကိုလည်းသူ့ကိုဖွင့်ပြလိုက်တယ်စေတောင်းပြီးရင်တော့ဘိုင်နေနဲ့နာမှာဖြစ်တဲ့အကြောင်းဘာမှစိတ်မပူဘူးနဲ့သူ့ဘေးမှာကျွန်တော်ရှိနေမှာဖြစ်ကြောင်းလွတ်တဲ့စီတွေအကုန်ဝင်ထားကြောင်းကိုလည်းသူ့ကိုကြိုရှင်းပြထားရသေးတယ်သူစဉ်းကျင်သွားလောက်ပြီးလို့ရည်ဆန်းရတဲ့အချိန်မှာ ေးကိုရှာအောင်ငုံနေခဲ့ကျွန်တော်လက်မောင်းပေါ်မှာမိလို့မျက်လုံးလေးကိုမှဲရင်နိုင်ဝက်တတိငိမ့်တက်နေတဲ့သူ့ကိုကျွန်တော်ရင်းကိုတနာမိသွားတယ်။အရင်ကထက်လည်းပိုချစ်မိသွားတယ်။ခလီလေးကတော့မကြဘူးပြောက်ွယ်သွားတော့မယ်။သူ့ရောဘာကြီးတွေးနေမလဲ။ဘာကြီးစိုးရိမ်နေမလဲကျွန်တော်မသိ။ဒါမှမဟုတ်စီးရခါရရတာကိုပဲအာဝင်ရနေမှာ။သူ့လက်ကမိုးလေးကိုဖောက်ပါလိမ့်မယ်လို့သူ့သူရဲ့ရှိလို့ကျွန်တော်ပုတ်သက်ပြင်ရတယ်။နိုင်ဝယ်လည်းပြည့်ရော။ သူ့ကိုတူတူလေးခုန်လိုက်တယ်။ခင်မျက်လုံးဖွင့်ကြည့်တော့အညွန်နေရတိုင်းဆေးရီကျင်နေသေးရင်ဝါးစားပြီးမြို့ချလိုက်လို့ရအောင်ပြောလိုက်တယ်။မြို့ချလိုက်ပြီးရောခါလာလို့မီတော့အရင်မခါပါဘူးလေ။ဒီနေရာမှာကျွန်တော်ဘာဖြစ်မှမသိတော့ဘူး။ကျွန်တော်အချစ်တဲ့သူ့အချစ်ကိုအပြေအဝခံစားမိပုံမျိုးနဲ့ဖြိတ်စိတ်နေလိုက်တယ်။ဆေးရနေတဲ့နောက်ထပ်3-4နာရီလောက်ကြာမှပြမှဖြစ်တဲ့အတွက်ဒီတော့တွင်ကျွန်တော်တို့ထီယော်လေးပါရှောက်ပြောကြတယ်။သူစားနေတာစားဖို့တောင်းဝင်ပြီးတယ်။နောက်ဆုံးတဲလေးမှာတိုင်ကြလူရှိမှမဟုတ်တော့ဘူးစားတော့ ျွန်တော်နေ့အောင်ပြိုင်လို့ရင်မောကြလူတယောက်ရဲ့အသက်ကိုရှေ့ဆရာလုံနေကြတဲ့သူတွေလေးတွေးကြည့်တော့လေဘဝကြီးမှာဘာမှလင်းနဲ့ထားရမရှိတော့တယ်လို့ပါပဲတုံးနိုင်လောက်ကြာသူပိုင်းဆောင်အောင်လာသူ့ရည်လည်းဆင်းလာဒီလိုအခြေအနေတွေဖြစ်လာမယ်ဆိုတာသူ့ကိုချုပ်ပြောထားတဲ့အတွက်အရင်တော့အံဝဆွေးနေတဲ့မူရာဖြစ်ပေမဲ့နာကျင်ခံစားနေရတဲ့ဝေဒနာကတော့သူ့မျက်နှာပေါ်မှာပြည်နေတယ်ကျွန်တော်လဲသူ့ဆန်တွေကိုပဲဖြည်းဖြည်းချင်းဖုတ်တက်ပေးနေမိဝိညာဉ်တော့သူဟာတင်းညင်းညင်းနေတယ် ဒါနဲ့အခက်ခဲတယောက်စီတော်တိုက်လိုက်တယ်စိတ်တော့ပြီးတော့သူကနာမိန်နေကျွန်တော်ကကျွန်တော်ကမ်မီ if you can เนี่ยဆံဝင်ရအောင်ဆောင်းထားတဲ့လီယိုနာโดလို့တော့ထင်နေမိသေးတယ်ရှေ့စရာပဲသူနိုးလာတော့ခမန်းကနန်းထပြီးအပခံထားတဲ့ဖက်ကူလဲဖို့လုပ်တယ်အဲ့ရခင်းမှလည်းတွေးတယ်ဆိုရှင်လေးအင်တာနဲ့ဝင်ပန်လဲပြီးသူပြန်ထွက်လာတော့ကျွန်တော်ပြောတယ်ခုဖာကြည့်ကြည့်လိုက်ဦးတဲ့ဖက်ကူဖယ်လိုက်တာနဲ့ခင်းလိုက်ကြည့်ပြုတ်ကျသွားတာ ဒါရင်ကျွန်တော်လည်းတွန်းကြည့်ကြည့်တော့တွေ့ရဲ့အကြည့်ကြီးပဲရှည်ရွယ်ရဲနဲ့ဒါကျွန်တော်တို့တရီသားဆိုတာကျွန်တော်နားလည်သဘောပေါက်လိုက်တယ်။နောက်ဆုံးတော့ကလေးလေးကထွက်ကြလာခဲ့ပြီပေါ့။ဝမ်းနေရမလားမတားရမလားကျွန်တော်မသိဘူး။အဲ့တွေ့ရဲ့တ िश ူကြီးကအချိန်မတိုင်ကြီးပဲကျွန်တော်တို့ကိုယ်တိုင်အပြင်စူတင်းထုတ်ယူအဆုံးသက်ပြစ်လိုက်တယ်။ကျွန်တော်တို့ရဲ့မျိုးဆက်တရီသားတယ်လေ။ခဏနေတော့သူကျွန်တော်နားပြန်ရောက်လာတယ်။နှစ်ယောက်တူတွေ့ရဲ့ကြီးကိုကြည့်ရင်နိုင်နေကြတယ်။တွေ့ရဲ့ကြီးကလည်းမလုံမရှက်တိတ်ဆိတ်နေရပါပဲ။ အင်းဆက်တိတ်ဆိတ်နေတဲ့တွေ့ခဲ့ပြီပေါ့တတိဆက်နေတဲ့တွေ့ခဲ့ပြီပေါ့ကလင်းလေးရဲ့ဝိညာဉ်ကတွေ့ခဲ့ပတ်လာမှာရှင်ဝိုင်းနေဦးလားသူကရုတ်တရက်ထိုင်ချလိုက်ပြီဆိုက်ကြီးတကယ်ငိုပါလေရောကျွန်တော်လည်းချိန်မကန်ပြီလက်မကန်ပြီဖြစ်နေရဲ့ဘောင်းမိတ်တဲ့လက်နိုင်ကြည့်ပြီးတော့စီးကရက်ဝူးတွေ့တာနဲ့ထုတ်တောင်းနေလိုက်တယ်သူ့ကိုလည်းတလေပြေးလိုက်သူကမျက်ရည်နဲ့စီးကရက်ကိုတဖွာချင်းဆိုက်ပါနေခဏကြာတော့ကျွန်တော်ကိုကြည့်ပြီးပြုံပြဘယ်လိုတိတ်ပြပါတဲ့အပြုံမျိုးလဲကျွန်တော်မသိဘူးတိရခက်တဲ့အပြုံမျိုးပဲ ဟိုးဝေးတနေရဲမောပန်းစွာရောက်လာပြီပြန်ထွက်လာတော့မယ်အပြုံမျိုးပဲပြီးတော့သူဟာဆစ်လင်မျိုးသူ့ကင်းပေါ်မှာထုတ်ချင်ညှိတ်တက်လိုက်တယ်ခလီလေးကိုသူမိသေးချိုပေးလိုက်ပုံပါပဲအဲ့ဒီမြင်ခွင်းဟာကျွန်တော်ရင်လေးကြေခွဲစွာ စိုက်ဝင်နေခဲ့တယ်ခဏကြာတော့ကျွန်တော်လေးကော်ပြားတွားယူပြီးအင်တာကြွေခွက်တယ်သူ့ကင်းကိုကောက်ထည့်လိုက်တယ်ပြီးတော့အသက်ကိုပြင်းပြင်းရှိလို့အင်တာရေခလုတ်ကိုဆွဲချလိုက်တယ်တော်ပြီတော့ခလင်းလေးရေးသူဆန်းတာကျွန်တော်မှအပြစ်ရှိတယ်လို့မျိုး ိတ်ပြမလုံးနဲ့ခံစားမှုမျိုးလည်းရှိမနေဘူးဒီလိုပဲပြစ်ဆရာရှိရာရှိလို့ဖြစ်ခဲ့ပြီးပြစ်ဆရာရှိလို့ပြတ်သွားခဲ့တယ်လို့ပဲသဘောထားမိဘာတရားမြင်နေမှာတော့ရှုမြင်တာမျိုးမဟုတ်ဘူးသူကတော့ခရင်ပေါ်မှာငါရှင်မောပန်းစွာအိတ်တော်နေခဲ့ပြီးသူပြေးနာသွားနေနေကျွန်တော်ပထမဆုံးလေဆက်ဆက်ဖြစ်ခဲ့တဲ့ညရုတ်တရက်တွေ့မိအဲ့ညာသူကနေနေမူးနေခဲ့တာလေဆက်ဆက်နေရင်ကျွန်တော်ကသူသိကြိုက်တဲ့ secret abra search တဲ့အပူကလေးကိုဖွင့်ထားတယ်ပြီးတော့ကျွန်တော်တို့ဝိပလာတဲ့ စီပြတ်ထိုင်တော့ခဲ့ကြပုံကြံမြင်ရနေတယ်။အဲ့ဒီတော့ပြင်းမြောက်ခဲ့တဲ့လေခံစားမှုရတာပြင်းနေပေါ့။ငငယ်ရရွှေရှင်လူကြီးမင်းသားတွေမင်းသမီးလိန်ဆက်ဆန်ပြီးလို့စီပြတ်စားမှုအခန်းလေးဆိုအရန်ဆွဲလန်းတဲ့အကြောင်းလေးဟုတ်လား။ကျွန်တော်သူ့ကိုပြောခဲ့သေးတယ်။ဒေးဗစ်လန်ချက် White Air ဟာရရှင်အကြောင်းဟုတ်တော့ပြောမိရင်ပြောမိခဲ့ဦးမှာ။အခုတော့အပိုကလိုက်ဆိုတဲ့ကဘာပြက်ကင်းကကျွန်တော်တို့စီဆိုင်အောင်လာခဲ့ပုံပါပဲ။သူကတော့ခွေခွေလေးအိတ်ပြောလို့သူမိမကိုပေါ်မှာသူတွေကလည်းစီးကြနေတယ်။ ဲခင်းပေါ်မှာဆွန့်ထင်းနေတဲ့တွေးကွက်တွေကဘရောမှောင်ခြောက်တော့မဲ့ပုံမျိုးပဲအဲကွက်တွေပေါ်မှာကလေးလေးရဲ့ဝိညာဉ်ဟာရှိရင်ရှိနေမှာသူနွန်းလာရင်တော့ဒီအဲရခင်ကိုမလျှော်ပဲတင်ထားကြဖို့ပြောရမယ်ကျွန်တော်လည်းမောပန်းစွာနဲ့တွင်ချောက်သိနေတဲ့သူနှကန်းလေးကိုနမ်းလိုက်တယ်ပြီးတော့ကျန်နေသေးတဲ့စီကလက်တွေကိုမီးညီးလိုက်တယ်စီပြန်ငွေတွေအပေါ်ကိုမှုတ်ထုတ်လိုက်တော့ဘဝတွေရဲ့အဆိုင်ခွဲရတယ်အငွေဖြစ်ပြောင်းလဲလွယ်မှုအကြောင်းကိုစဉ်းစားမိတယ်ဒီကလေးလေးကအငွေဖြစ်ကနေအဆိုင်ခဲဖြစ်ပြန်ရောက်လာနိုင်ဦးမလား ကျွန်တော်တို့စိတ်ဆိုးသွားပြီလားဆိုးခဲ့ပြီတဲ့အတိုင်းကျွန်တော်ကစဉ်းစားနေလို့ကိုတိတ်စိတ်ဝင်စားရတဲ့ကောင်းတော့မဟုတ်ပါဘူးအခုတွေ့ရလဲကျွန်တော်အိပ်ပျော်စီကိုအိပ်စေးသဘောမျိုးပါပဲခဏနေအိပ်ပျော်သွားတဲ့အခါအားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတာကျွန်တော်သိနေခဲ့တယ်မင်းစီပြီမကတဲ့မလ2020ခါမီရဲ့ဝိထုတူကလေးကိုဖတ်ပြပေးခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ